စေဘာရေးပိတ်ဆို့မှုတွေနဲ့ဆယ်စုနှစ်နှစ်ခုနီးပါးကြုံတွေ့ခဲ့ရပြီးတဲ့နောက်ကျန်းအာဆီယံနိုင်ငံတွေကိုအမိလိုက်နိုင်မှုမြန်မာနိုင်ငံအနေနဲ့အခုအညီရလိုအပ်နေရာကြောင့်ဖိလစ်ပိုင်နိုင်ငံအနေနဲ့မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုနဲ့အဖွံ့ဖြိုးတိုးတက်ရေးအခုအညီရပုံမှုလှုံ့ဆော်ဖို့သမရဦးသိန်းစင်ကဒီဇင်ဘာလ9ရက်နေ့ကတိုက်တွန်းခဲ့ပါတယ်နိုင်ငံတော်သမ္မတဦးသိန်းစိန်ဟာဖိလစ်ပိုင်နိုင်ငံကို၃ရက်ကြာချစ်ကြည်ရေးခီးစဉ်အဖြစ်ရောက်ရှိနေပြီးဒီဇင်ဘာလ9ရက်နေ့မှာဖိလစ်ပိုင်နိုင်ငံနဲ့နှစ်နိုင်ငံသဘောတူစာချုပ်တွေလက်မှတ်ရေးထိုးခဲ့ပါတယ်။ ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုစိုက်ပျိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုမြန်မာနိုင်ငံကိုဖိလစ်ပိုင်နိုင်ငံသားတွေဗီဇာမလိုပဲဝင်ရောက်ခွင့်ဆိုင်ရာသဘောတူစာချုပ်တွေကိုနှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တာဖြစ်တယ်လို့သိရပါတယ်ဒါအပြင်ပူးတွဲကုန်သွယ်ရေးကော်မရှင်တီထောင်ရေးဆက်လက်ဆွေးနွေးဖို့ကိုလည်းနှစ်နိုင်ငံသဘောတူညီခဲ့ကြပါတယ်။စစ်အစိုးရလက်ထက်မှာမြန်မာနိုင်ငံကိုပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တဲ့ ASEAN နိုင်ငံတွေထဲမှာတနိုင်ငံအပါအဝင်ဖြစ်တဲ့ဖိလစ်ပိုင်နိုင်ငံကမြန်မာနိုင်ငံရဲ့ဖြစ်ပေါ်ပြောင်းလဲမှုတွေနဲ့ပတ်သက်ပြီးချီးကျူးခဲ့ပါတယ်။ တမရဦးသိန်းစိန်နဲ့တွေ့ဆုံပြီးနောက်ဖိလစ်ပိုင်တမရအဂရီနိုကမြန်မာနိုင်ငံမှာဖော်ဆောင်နေတဲ့ပြည်ပြင်ပြောင်းလဲမှုတွေကိုထောက်ခံကြောင်းနဲ့မြေပြင်ညာပူပေါင်းဆောင်ရွက်မှုလူသားအရေးအမြင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်တွေကတဆင့်ကုညီထောက်ပံ့မှုတွေပံ့ပိုးသွားမှာဖြစ်တယ်လို့ပြောကြပါဗျ။နှစ်နိုင်ငံတမရကဒီဇင်ဘာလ9ရက်နေ့ကတွေ့ဆုံရမှာတပ်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုတွေ မြန်မာနိုင်ငံမှာဒီမိုကရေစီနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုအကောင့်ထဲဖော်နေမှုတွေကိုဆွေးနွေးခဲ့ကြပြီးနောက်လာမယ့်ပူးပေါင်းဆောင်ရွက်မှုတွေအတွက်စစ်တမ်းမှုတအုပ်ကိုဖိလစ်ပိုင်နိုင်ငံကခန့်အပ်သွားမှာဖြစ်ကြောင်းအကွီနိုကပြောကြားခဲ့ပါတယ်။စူပါတိုင်ဖွန်ဟာရိုင်တန်သည့်ဖိလစ်ပိုင်နိုင်ငံကိုကူညီထောက်ပံ့မှုတွေပေးအပ်ခဲ့တဲ့မြန်မာနိုင်ငံကိုကျေးဇူးတင်ပါကြောင်းလဲအကွီနိုကဆက်လက်ပြောကြားခဲ့ပါတယ်။တမရဥသိစိန်ဟာဖိလစ်ပိုင်နိုင်ငံကိုဒီဇင်ဘာလ၄ရက်နေ့ရောက်ရှိခဲ့ပြီးစူပါတိုင်ဖွန်ဟာရန်တက်ခတ်သွားတဲ့ဒေသကိုတွားရောက်ကြည့်ရှုပြီးနော မြန်မာနိုင်ငံကိုဒီဇင်ဘာလ6ရက်နေ့မှာပြန်ရောက်လာမှာဖြစ်ပါတယ်။တမန်ဦးသိန်းစင်ရဲ့ဖိလစ်ပိုင်ခရီးစဉ်ဟာပထမအဆုံးအကြိမ်ဖြစ်ပြီးနှစ်နိုင်ငံတန်တမန်ဆက်ဆံမှုဟာ1956ခုနှစ်မှာစတင်ခဲ့ပါတယ်။